ဒီပိုင်းအစမှာတော့အေးမြမို့ကိုသူ့တော်လေးများနှစ်ယောက်ကဘိုက်ကြီးနဲ့အင်ဘော်ကမောင်းချလိုက်ကြအောင်ဟောင်းစီကပြောလိုက်တော့တနာပါလေအခုသူဘာမှလဲရင်စနိုးတို့လိုက်သွားကြရအောင်လို့ပြောလိုက်တော့လိုက်သွားလို့မရတော့ဘူးခလေးမွေးပြတာနဲ့ငိုးကသူ့ကိုသူအဆုံးစီရင်သွားပြီလို့အောင်စီကပြောပြီးငိုးနေပါတယ်။နောက်ကြောင်းပြန်တဲ့အခါမှာတော့အေးမြမို့ကစင်းရဲချင်းကပျော်ရွှင်တဲ့အချစ်ကိုမရနိုင်တာကိုငိုးထီသွားပါပြီ။အခုရဲ့ခလေးကိုလည်းမိုးမွေးပေးခဲ့ပြီမလို့မိုးတာဝန်ကြီးရဲ့တော့အကို ကြီးလောကကြီးကနေမိုးကိုထွက်ခွာခွင့်ပေးပါဆိုပြီးတော့မြစ်ထဲဆင်းပြီးမိုးကအဆုံးစီရင်သွားပါတယ်။တစ်ဖက်မှာတော့ရီကိုနှင်းစီကအေးမြမိုးဆုံးသွားလို့ဒေါသထွက်ပြီးမိုးတီတာရဲ့ကလေးကိုတခါမှမချိတဲ့အကြောင်းပြောနေပါတယ်။မိုးတီတာမကောင်းလို့အေးမြမိုးတရတာလို့ရီကပြောပြီးအေးမြမိုးမွေးထားတဲ့ကလေးအကြောင်းကိုမေးတော့မသိဘူးလို့နှင်းစီကဖြေပါတယ်။ရီကတော့သူ့ရဲ့တစ္ဆာကံလုပ်ပေးဖို့နဲ့ဒီအင်ကြီးကလူတွေအားလုံးကိုစောင့်ကြည့်ပြီးတရင်ပေးဖို့နှင်းစီကိုတာဝန်ပေးလိုက်ပါတယ်။ ။စာနီပြန်လာတော့မိမကိုဖတ်ပါအောင်လို့ရီကပြောလိုက်တော့အလုံးမပိမန်းလာလို့အာယုံနောက်နေတဲ့ပြောကထွက်သွားပါတယ်။ပြီးတော့စာနီကဘားချောင်မမကအဲ့လိုအောက်ဆုံးကဝန်ထမ်းလို့ကောင်းနေမှလက်ထက်ရတာလဲဆိုကရီချိုးကန်းထဲမှာအော်ကပေါက်ကွဲနေပါတယ်။တစ်ဖက်မှာတော့တမီးစားနေအောင်တာယာနေတဲ့အချိန်မှာစာနီကရှောက်လာပြီး ဝန်ထမ်းတယောက်အနေနဲ့အလုတ်ချိန်မှာအခုလိုအချိန်ဖြုန်းနေတာမမြင်ကြည့်ဘူးအခုချက်ချင်းအလုတ်သွားလို့ဆန်းလို့အမိန်ပေးလိုက်တော့ငါလည်းလက်ထက်မဲ့လူကိုအမိန်ပေးစရာမလိုဘူးလို့ဆန်နေကပြန်ပြီးတော့ရှာတွေ့လိုက်တော့ရှားပါတယ်မမရေကျွန်တော်သွားလို့ပါမယ်လို့ပြောကထွက်သွားပါတယ် မမကအဲ့လိုကောင်းနေမှဘာလို့လက်ထရမှာလဲကျွန်တော်လုံးဝသဘောမတူဘူးလို့ပြောလိုက်တော့မင်းကဘာလို့ငါကိစ္စတွေဝင်ပါနေရတာလဲမင်းကရောမကြခင်ကလေးပြဖြစ်တော့မဲ့အိမ်တော်တဲ့ယောက်ျားမဟုတ်ဘူးလားလို့ပြောလိုက်တော့ကျွန်တော်မသိဘူးမမယာမမအဲ့ဒီကောင်နဲ့လက်မထရဘူးလို့ထပ်ပြောတော့တော့စန်းစာနေဒီနေ့ကစပြီးမင်းမမကိုမမလို့မခေါ်နဲ့မမကြီးလို့ပဲခေါ်နေလို့တစ္ဆာမရှိတဲ့ကောင်စီကနေပြီးတော့ဘာစကားမှထပ်မကြားချင်ဘူးလို့ပြောကဒီပိုင်းလေးအဆုံးသတ်သွားပါတယ်